အခုတင်ဆက်ပေးမယ့်သတင်းကတော့ရှင်လင်းလုံးငွေရတူအကျိုးစာနယ်ဇင်းရှင်လင်းမွေတက်ခဲ့ခြင်းကြောင့်ယာရုကထုတ်ပယ်ခံရတဲ့ကြောင်းဆီယာမကိစ္စကိုအသေးစိတ်ပြန်စစ်ဆေးသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှင်လင်းလုံးဒီမိုကရေစီအရေးတော်ပုံငွေရတူအကျိုးစာနယ်ဇင်းရှင်လင်းမွေတက်ရောက်ခဲ့တာကြောင့်ယာရုကနေထုတ်ပယ်ခံရတဲ့ကြောင်းဆီယာမကိစ္စကိုပြည်ညာရေးဝန်ကြီးဌာနကအသေးစိတ်ပြန်လည်စစ်ဆေးသွားမှာဖြစ်တယ်လို့ဩဂတ်လ23ရက်နေ့မနေ့က စက်မှုဝင်ကြီးဌာနမှပြုလုပ်တဲ့ဝင်ကြီးတွေနဲ့စာနယ်ဇင်းသမားတွေတွေ့ဆုံဆွေးနွေးပွဲမှာတမရရဲ့ပြောရေးဆိုခွင့်ရှိသူပြည်ချိုင်းဝင်ကြီးဌာနဒုတိယဝင်ကြီးဦးရဲထွက်ကပြောကြားခဲ့ပါတယ်သူ့ရဲ့သူ့အရေးယူရတဲ့အကြောင်းအရာမှန်သိဖို့လိုတာဟုတ်တယ်မလားဟို88မျိုးဆက်တွေရဲ့ဒီကျင်းပတဲ့ခန်းတော့သွားတာတော့မဖြစ်ဘူးဘာလို့ဆိုတော့လူတိုင်းသွားနေကြတာ ဒါပေမဲ့ तू အဲ့ဒီကိုသွားဖို့တော့သွားတဲ့ခါမှာ तू ဒီထားဆိုင်လုံလုံဒီကိုဘယ်လိုချိုးပေါက်ခဲ့လို့ကျွန်တော်မသိဘူး။ဟုတ်တယ်မလား။ဒါတော့ဟိုသူစီကန်းရှိတယ်ဟုတ်တယ်။မတက်ရဘူးဒါနာဖို့တက်ဖို့သွားတော့ तू စီကန်းလိုက်တော့ तू လိုရမှာရှိမှာ။ဟုတ်တယ်သူတို့မကျွန်တော်ဆိုရဲရံကိုသွားကျင်လို့ဆိုခွင့်တောင်းရတာပဲအကြည့်ရဟုတ်တယ်မလားကျွန်တော်တို့အဆင်ဆုံးဆက်ကြဝင်တန်းနေကြခွင့်ယူရမယ် ရုံးပိရဆိုတမျိုးဖြစ်မှာပဲ။ဟုတ်။ကဘယ်တော့နဲ့စထွက်သွားတယ်။ဘာလို့ကမင်း။ဘာလို့သွားဆိုကျွန်တော်လည်းမသိဘူး။ဒါပေမဲ့ကျွန်တော်ပြန်ပေးပါမယ်။ဟုတ်ကဲ့။ဟိုကျွန်တော်လည်းဟိုအဲ့လိုကလိုင်းမလုပ်ဘူး။ပညာရေးဦးလည်းတိုက်တော့မပြပါမယ်။ဒါလေးကိုထုတ်ပြန်ပေးဖို့ဆိုတော့နော်။ ဒီလိုထပ်မံစစ်ဆေးခဲ့မှုအပေါ်ဆ iam မတော်စိုးစိုးခိုင်ကမိမိအနေနဲ့အဲ့ဒီနေ့ကအတန်းမှုဥတင်မဆွေကိုဖုံးဆက်ပြီးခွင့်တင်ခဲ့ပြီးဥတင်မဆွေကဒါနဲ့မလုံလောက်ဘူးပြောတာကြောင့်စိတ်ကူးနေတဲ့စေးစာကိုတင်ခဲ့တယ်လို့ပြောပြပါဗျ။ဒါအပြင်မိမိဝင်တဲ့တသက်မှာနိုင်ငံတော်နဲ့ပတ်သက်ပြီးဘာပြစ်ချက်မှမရှိခဲ့သလိုကျောင်းမှာလည်းဘာပြစ်ချက်မှမရှိခဲ့တာကြောင့်တရားမျှတစွာနဲ့ပြန်လည်စစ်ဆေးပေးခြင်းကြောင့်ဆ iam မတော်စိုးစိုးခိုင်ကထပ်မံပြောကြားခဲ့ပါဗျ။